ယောသံဝတ္တတံဇီဝေကုတိတောဟိနာဝီရိယောဧကဟံဇီဝိတာတေယောဝီရိယမာရဘတောဓာလံလောကကြီးမှာဘာမှမလုပ်ချင်တဲ့လူပြင်းဆိုတာရှိတယ်ဒီနေရာမှာလူပြင်းဆိုတာကုသိုလ်မလုပ်ချင်တဲ့လူပြင်းပေါ့နော်ဘာမှမလုပ်ချင်တချို့ကိစ္စကဒီဘဝအတွက်အကျိုးအတွက်လောက်ရတာဥပမာမဲ့ဈေးရောက်နေဈေးဝဲတယ်ဒီဘဝအတွက်အလုံးလုံးတယ် ဒီဘဝအတွက်အလုံးလုံးတဲ့အလုပ်တွေရှိတယ်။အခုပြောတဲ့ဟိနဝီရိယကုတိတာဆိုတာပါတော့ဆိုရယ်။ကိုယ်တဏ္ဍမှာရှိနေတဲ့အကုသိုလ်တွေကိုတောင်းလှန်မှုမကြိုးစားတာ။ဥပမာလူကစိတ်တူတတ်တယ်။စိတ်တူတာလေးကိုပဲငါစိတ်တူတယ်နော်သူများကိုချင်းချောက်။မြောက်ကူရိယလို့ဒုံမြတ်ကြီးထောင်းထမ်းပြီးတော့ချောက်နေသလိုပဲ။ငါစိတ်တူတယ်နော်ဆိုတော့ ပဝန်းကျင်ကိုချိန်ချောက်အဲ့တော့ကိုလုံးဝမှာအဲ့ဒီဒေါသလေးကိုလက်ခံထားတဲ့လူကအပြင်းလို့ခေါ်တယ်အေးကိုယ်တဏ္ဏမှာစိတ်မဆိုးမိအောင် ထိမ့်သိမ့်ခြင်းကြိုးစားခြင်းထိမ့်သိမ့်မှုကြိုးစားခြင်းစိတ်ဆိုးလာလို့ရှိရင်လည်းချက်ချင်းဖြောင်းနိုင်မှုကြိုးစားခြင်းမေတ္တာထားနိုင်အောင်ကြိုးစားခြင်းထားလာတဲ့မေတ္တာခိုင်မာအောင်ကြိုးစားခြင်းဆိုတော့အဲ့ဒီလိုကြိုးစားမှတန်ဖိုးရှိမယ်တဲ့ နော်အဲ့ဒါလို့မကြိုးစားဘူးဆိုတော့ဒုံလဝီရိယအကုသိုလ်တရားတွေအဖြစ်ခံနေတဲ့ပုဂ္ဂိုလ်ဟာလူပြင်းမယ်အကုသိုလ်ဆိုရေစုံမဲလေရေစုံမျောလိုက်သွားတာစံတက်တာမှမဟုတ်တာပြောသလိုနေတယ်စဉ်းစားကြည့်နေဇလန်းကောင်းကောင်းရုပ်ရှင်ကောင်းကောင်းတယ်လီဗီရှင်းရှေ့ထိုင်းနေတယ်ဒါလေးရတာခံနေတယ်ဆိုတာဆို အဲ့ဒီလူလူပြင်းလို့ခေါ်မလားစူးစားတဲ့လူလို့ခေါ်မလားအောင်လေးတညာလုံးတောင်ထိုင်ကြည့်တညာလုံးမအိတ်တန်းကြည့်ဂိမ်းဆော့တယ်ဆိုလည်းတညာလုံးဆော့ပဲအဲ့ဒီစူးစားမှုတွေဟာအကျိုးရှိသလားလို့မေးကြည့်ဆက်လန်းဆက်ွက်နားပြီးတော့နောက်တည့်မှာအကျိုးရှိလားကောင်းကျိုးချမ်းသာရှိနိုင်မှာမလား ခင်းစောတာလည်းပျော်ယုံနေပဲဒီပြင်ဘာမှမရှိပြီးတော့ဗာဖြစ်တော့မျက်စိမှုံသွားမယ်အချိန်နေကုံသွားမယ်ဇာလန်းဇာကွက်တွေကြည်တညာလုံးထိုင်ကြည်နောက်တည့်ရုံတရမယ်လို့ဆိုရုံတော့ကြဈေးသွားမယ်ဆိုဈေးနောက်ကြရလာရမယ်အကျိုးတွေမရကြောင်းသွားရမယ်ဆိုလည်းကြောင်းနောက်ကြစာကြည့်ရမယ်ဆိုလည်းစာတွေနောက်ကြကဲဆုံးရှုံးသလားအကျိုးကြီးပွားသလား ဆုံးရှုံးနေအဲ့ဒီဝိရိယမျိုးကိုမစုံလို့ဘူးကိုယ်တဏ္ဍမှာမကောင်းတဲ့စိတ်တွေရှိနေစူးစားပြီးဖယ်ရှားရမယ်ကောင်းတဲ့စိတ်တွေကိုစူးစားပြီးတော့မွေးရမယ်အဲ့ဒီစူးစားမှုမျိုးဟာအသက်ရှင်သမျှကိုယ်မှာရှိနေမယ်ဆိုရင်အသက်ရှင်သမျှအကျိုးရှိတယ်လို့ဒီလိုပြောတယ်အဲ့ဒီလိုစူးစားမှု မပါဘဲနဲ့အသက်ရှင်နေလို့ရှိရင်တော့တန်မိုးမရှိဘူးတဲ့ဒါဆိုဗျာ တန်ဖိုးမရှိဘူးတမ္ပပဒံတရား၄ပါးလို့ခေါ်တယ်မကောင်းတဲ့စိတ်ဝင် မဝင်နိုင်အောင်ဆုတ်ပေးရမယ်ဆုတ်ပေးလို့မနိုင်ဘူးဝင်လာပြီဆိုရင်ဖယ်ရှားရမယ်ဖယ်ရှားဖို့ကြိုးစားရမယ်ကောင်းတဲ့စိတ်ကလေးကိုဖြစ်အောင်လုပ်ရမယ်မဖြစ်သေးရင် ဖြစ်အောင်လုပ်ရမယ်ဖြစ်ပြီးရင်တိုးပွားအောင်လုပ်ရမယ်ဆိုရင်လေးဘက်လေးတန်ကကြိုးပမ်းမှုဆိုတဲ့ဝီရိယရှိရလူ့ဘဝ ဓမ္မလူတော်လူကောင်းဖြစ်ပါလေညို့ဆိုလူတော်လူကောင်းမဟုတ်ဘူးဒါကြောင့်မို့ကြိုးစားလို့ဒီလိုဆိုအရက်တောက်တတ်တဲ့လူဆိုရင်ဟေးမတောင်းမိအောင်ကြိုးစားမယ်မတောင်းမိအောင်ကြိုးစားစုပ်ပိတ်ထားမယ်တောက်ဖို့တငယ်ချင်းတွေကခေါ်လာပြီအရက်ပဇာနာရောက်ပြီဆိုရင်အရက်အစာရေတောက်လိုက်မယ် ောက်တော့ပြီးအောင်ထင်သေးသောကြိုးစားတယ်။မတော့ကျင်တဲ့စိတ်ကိုမွေးတယ်။အဲ့ဒီစိတ်ခိုင်မအောင် လုပ်တယ်ဟောဒါကိုကြိုးစားတယ်လို့ခေါ်တယ်။တွေ့ရင်တော့ဝါသနာကိုမတားနဲ့တစ်ခွက်တလေတော့မောလိုက်အောင်မယ်ဆိုရင်တော့ဒါမရဘူး။ပြည့်ရတဲ့လူလိုပဲခေါ်တယ်အဲ့ဒါ။ဘာလို့ဆိုအကုသိုလ်ရေစုံပြောတာလေသူကပြောလိုက်တာ။အဲ့ဒါလို့ဆိုတာနော်။ ဒါကြောင့်မို့လို့ဒီမြတ်စွာဘုရားကအသက်ရှိသမျှအကျိုးရှိစေရမယ်ဆိုတာဘာလဲအကုသိုလ်တွေကိုဖယ်ရှားဖို့လုံလဝီရိယကုသိုလ်တရားတွေဖြစ်ပေါ်အောင် လုံလဝီရိယဆိုရင်စူးစမ်းမှုရှိမှအသက်ရှိရချိုးနတ်တယ်လို့ဒီလိုဆိုတာเนาะ